မင်္ဂလာပါရှင်ရန်ကုန်ခက်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် VPN အသုံးပြုသူတွေကိုထောင်ဒဏ်တစ်နှစ်ကနေ၃နှစ်ထိချမှတ်နိုင်တဲ့ဥပဒေကြမ်းကိုစစ်ကောင်စီကရေးဆွဲနေပြီးမကြမီမှာအတိပြုကြေညာရန်ရှိနေပါတယ်စစ်ကောင်ဆောင်မေးအောင်လိုင်းအပါဝင်လူပုဂ္ဂိုလ39ဦးစစ်ကောင်စီအပါဝင်အဖွဲ့32ခုရဲ့ပိုင်ဆိုင်မှုငွေကြေးတွေကိုပြစ်မှတ်ထားအရေးယူမှုပြည်ထောင်ကထပ်မံတိုးပြင်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီက VPN အသုံးပြုသူတွေကိုဖမ်းဆီးပြီးထောင်ဒဏ်တစ်နှစ်ကနေသုံးနှစ်ထိချမှတ်နိုင်တဲ့ဥပဒေကြမ်းကိုရေးဆွဲနေပြီးမကြမီမှာအတိပြုကျင်ညာဖို့ရှိနေတယ်လို့မြန်မာဆက်သွယ်ရေးလုပ်ငန်းသတင်းမြစ်ကရန်ကုန်ခေတ်သတင်းနာကိုပြပြပါရတယ်။အကြမ်းဖက်စစ်ကောင်စီကမေလ30ရက်နေ့ကနေစတင်ပြီး VPN တွေကိုပိတ်ပင်လိုက်ပေမဲ့လည်း VPN အားလုံးကိုမပိတ်ပင်နိုင်ပဲပြည်သူတွေက Facebook ကိုဆက်လက်အသုံးပြုနေရလည်းဖြစ်ပါတယ်။အဲဒါကြောင့်စစ်ကောင်စီက Cyber လုံခြုံရေးဥပဒေကြမ်းကိုရေးဆွဲပြီး VPN အသုံးပြုရင် ထောင်တန်တစ်နှစ်ကနေ၃နှစ်ထိချက်မှတ်နိုင်တယ်လို့ငွေဒဏ်ကိုလည်းချက်မှတ်နိုင်တဲ့ဥပဒေကိုမကြာမီမှအတည်ပြုကြေညာဖို့ရှိနေတယ်လို့သိရှိရပါတယ်။အဲလို VPN တွေကိုပိတ်ပင်လိုက်တာကြောင့် Facebook ကို အသုံးပြုလို့မရတော့ဘဲဈေးရောင်းချတဲ့ live sale တွေကြဆင်းသားကစီးပွားရေးတွေလည်းလုံးမရတာမျိုးဖြစ်နေတယ်လို့မြမဆက်သွယ်ရေးလုပ်ငန်းသတင်းမြစ်ကပြပြပါရတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ Facebook ကိုသုံးလို့မရအောင်ပိတ်ပင်ခဲ့ပေမဲ့လည်းပြည်သူတွေက VPN ကိုအသုံးပြုက Facebook ကိုဆက်လက်သုံးစွဲနေကြတာဖြစ်ပြီးအခုလက်ရှိမှာတော့ VPN တွေကိုသုံးစွဲရင်ထောင်ဒဏ်ချမှတ်အရေးဝိုးအထိပါ လုဆောင်လာတာလည်းဖြစ်ပါတယ်။အကြက်ဖက်စစ်ကောင်စီကတော့နိုင်ငံ မတိမငင်ဖြစ်နေတာဟာ Facebook ကြောင့်လို့ဆိုပြီးပိတ်ပင်ဖို့အတွက်အခုလိုပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းအပါဝင်39ကို စစ်ကောင်စီအပါဝင်ဌာနတွေကုမ္ပဏီနဲ့အဖွဲ့32ခုရဲ့ပိုင်ဆိုင်မှုငွေကြေးတွေကိုပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့အရေးမှုကိုပြစ်တင်ကထပ်မံတိုးမြင့်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။အဲလိုထပ်မံတိုးမြင့်အရေးယူတဲ့စီးရင်ကိုလည်းဇွန်လ9ရက်နေ့ကထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။အဲလိုရေးယူမှုကိုထပ်မံတိုးမြင့်လိုက်တဲ့စီးရင်ထဲမှာ ရိုဟင်ဂျာတွေအပေါ်ကိုလူမျိုးတုံးတပ်ဖြတ်မှုမှာပါဝင်တဲ့စစ်တပ်ကလူပုတ်ကိုနဲ့အဖွဲ့အစည်းတွေ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်သူတွေကိုတပ်ဖြတ်ခဲ့ကြတဲ့စစ်တပ်ကလူပုတ်ကိုနဲ့အဖွဲ့အစည်းတွေအားပေးကူညီကြသူတွေစီးပွားရေးကုမ္ပဏီတွေပါဝင်ပြီးပြစ်မှတ်ထားအရေးယူမှုတွေကိုထပ်မံတွန်းမြှင့်လိုက်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာရွှေစင်းနှုန်းတည်ငြိမ်ရေးအတွက်လို့ဆိုပြီးစစ်ကောင်စီကရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်မြတ်နဲ့အတွေ့အမှုဦးဝင်းမြင့်တို့ကိုခေါ်ယူထိန်းသိမ်းထားရလို့သိရှိရပါတယ်။မေလ30ရက်နေ့မှာအခောက်ရွှေတစ်ချပ်သားကို ငွေကျပ်56သိန်းတိအမြင့်ဆုံးမြင့်တက်သွားချိန်မှာစစ်ကောင်စီကရွှေကုံတန်22ဦးကိုဖမ်းဆီးတာနဲ့ရွှေဆိုင်ပန်းရှင်ဝေယောင်းပွဲစား10ဦးတို့ကိုဖမ်းရန်ထုတ်တာတွေဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းရွှေသိန်းဥက္ကဋ္ဌဦးမြင့်မြင့်နဲ့အတွင်းမူဦးမြင့်တို့ကိုအထူးစုံစမ်းစစ်ဆေးဦးစီးဌာနစာသုံးလုံးကခေါ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ရန်ကုန်ရွှေကုံတဲ့အသင်းရဲ့ WGE Facebook ဆက်မနာမှာ နေ့စဉ်ရွှေစင်းလုံးတတ်မှတ်တင်ပြချက်တွေကိုစတော့လုံးနဲ့စစ်ထောက်လည်းရစားဖားကအနီးကပ်ကြီးကျက်ကိုကဲနေရလို့လည်းသိရှိရပါတယ်။လက်တတော်ပြပဈေးကွက်မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်53သိန်းနဲ့54သိန်းကြားရှိနေချိန်မှာအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့ YGE Facebook စာမျက်နှာမှာတော့နေ့စဉ်အခောက်ရွှေတစ်ကျပ်သားကို58သိန်းဝန်းကျင်သာရွှေစင်းလုံးတတ်မှတ်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းနိုင်ငံခွန်ကယ်မြို့ကပြည်သူစစ်ရုံမှာစစ်ရုံတက်နေတယ်မြန်မာနိုင်ငံသားကိုကျော်စွာအောင်ကိုပြစ်တက်ခဲ့သူမှာထိုင်းရဲတပ်ချက်ကြီးတူဖြစ်နေတယ်လို့ထိုင်းသတင်းဌာနတွေမှာသတင်းဖော်ပြချက်အရသိရှိရပါတယ်ဇွန်လ9ရက်နေ့မနေ့အစောပိုင်းချိန်ကအချိတ်ခွဲဆဲကုသဖို့အတွက်စစ်ရုံတက်နေတဲ့အသက်29နှစ်အရွယ်ရှိတဲ့မြန်မာနိုင်ငံသား ကိုကျော်စွာအောင်ရဲ့ဦးခေါင်းကိုထိုင်းနိုင်ငံသားတို့ကတနက်နဲ့ပြစ်တက်ပြီးတဲ့နောက်မှာတနက်သမားမှာထွက်ပြေးတင်းဆောင်နေကြတာလည်းဖြစ်ပါတယ်။အဲလိုပြစ်တက်သွားသူတနက်သမားမှာအသက်34နှစ်အရွယ်ရှိတဲ့ထိုင်းရဲတအုပ်ဖြစ်ပြီးဇော်လ၈ရက်နေ့မှာဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။စစ်ရုံးကမြန်မာနိုင်ငံသားကိုပြစ်တက်ခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းထိုင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ အဖမ်းခံရချိန်မှာအဲ့ဒီရေဟာစိတ်ဖိစီးမှုများနေပြီးစိတ်ရှုပ်ထွေးနေခဲ့ပြီမဲ့လေမြန်မာနိုင်ငံသားကိုပြစ်တက်ခဲ့တာကိုဝန်ခံထားကြောင်းခွန်ကယ်မြို့ရဲမှုကပြပြပါရယ်လူနာကိုကျော်စောအောင်ရဲ့ဘေးကရင်မှာစေယုံတက်နေတဲ့ဖခင်ကိုစိတ်အနှောက်အယှက်ဖြစ်စေလို့ဆိုပြီး ဒေါသထွက်ကအခုလိုပြစ်တက်ခဲ့တာဖြစ်တယ်လို့လည်းရက်တက်ဖွဲ့ကိုဝန်ခံထားပါဗျ။ပြစ်တက်သူထိုင်းရက်ကအသက်ခံရသူမြန်မာနိုင်ငံသားနဲ့အရင်က လုံးဝတွစ်ဆုံပူးခြင်းမရှိဘဲဆေးရုံတက်မှာတာပထမဆုံးစုံဖူးကြသူတွေလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားကြောင့်ဖခင်ဖြစ်သူကစိတ်အနှောက်အယှက်ဖြစ်နေပြီးအိမ်မရဖြစ်နေတာကိုပြောကြားဖူးတယ်လို့လည်းမိသားစုဝင်တွေက ရက်တက်ဖွဲ့ကိုထွက်ဆိုထားပါဗျ။ ဆေးရုံမှာလူနာကိုကျော်ဆောင်မှာညနေတဲ့အချိန်ဒီမိုဘိုင်းဂိမ်းတွေကိုစော့လို့ရှိသူဖြစ်ပြီးအခြားသူတွေကိုအနှောက်အယှက်ဖြစ်စေနိုင်ပေမဲ့လည်းတတက်နဲ့ပြစ်သက်ခံရတဲ့အထိလွန်ကျူးထားတာမျိုးမရှိဘူးလို့တေဆုံးသူကိုကျော်စွာအောင်ရဲ့ရည်စားဖြစ်သူကရဲတပ်ဖွဲ့ကိုပြောကြားထားပါဗျ။လက်ရှိအချိန်မှာတနသမားဖြစ်တဲ့ထိုင်းရဲကိုလူတက်မှုတရားဝင်လက်နက်ကင်ဆာမှုတွေနဲ့အမှုဖွင့်ထားတယ်လို့လည်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။ ဒီတစ်ခါမှာတော့မြန်မာအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေပေါ်ကိုအပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ် ILO ကအရေးယူဖို့တုံ့ဆိုင်းနေမှုပေါ်ကိုဂျပန်လူ့သမားသမဂ္ဂများအဖွဲ့ချုပ်ကအပြည်ပြည်ဆိုင်ရာလူ့သမားညီလာခံမှာမေးခွန်းထုတ်လိုက်တယ်လို့သိရှိရပါတယ်။ဇွန်လ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့က132ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူ့သမားရေးရာညီလာခံမှာဂျပန်အလို့သမားသမဂ္ဂများအဖွဲ့ချုပ်ကိုစလဲကအခုလိုမေးခွန်းထုတ်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအာနာရှင်စစ်ကောင်စီက အလွတ်သမားရာလှုပ်ရှားမှုတွေနဲ့ဒီမိုကရေစီဖော်ဆောင်နေမှုတွေကိုဆက်လက်ပိတ်ပင်နေပြီးဆရာနာရှင်ကအဲ့လိုဆက်လက်လှုပ်ဆောင်နေတဲ့အပေါ်ကိုအပြည်ပြည်ဆိုင်ရာအလွတ်သမားရာညီလာခံနဲ့အဲ့လိုအုပ်ချုပ်မှုအဖွဲ့ကမေကွန်းထုတ်ရမယ့်အခြေအနေဖြစ်နေတယ်လို့လဲဂျပန်အလွတ်သမားသမဂ္ဂများအဖွဲ့ချုပ်ကိုစလေကညီလာခံမှာပြပြပါဗါတယ်။ဒါအပြင်အဲ့လိုရဲ့ချိကက်ဆောင်မှုတွေကိုတုံ့ပြန်ဆောင်ရွက်ဖို့အတွက်စစ်ကောင်စီကလုံးဝပြက်ကွက်နေတယ်လို့ ရိုးသားလေးစားတဲ့အရေးရောင်အနည်းငယ်များမပြဘူးလို့လည်းပြောဆိုခဲ့တယ်လို့ဂျပန်နိုင်ငံအလို့သမားသမဂ္ဂများအဖွဲ့ချုပ် JTUC ARIANGO အနေနဲ့လည်းစစ်ကောင်စီရဲ့အပြုအမူကို ပြင်းထန်စွာရှုံချရလို့လည်းပြောပါတယ်ရှင်။ဒီတစ်ခါမှာတော့ချက်နိုင်ငံပရက်မြို့မှာပြုလုပ်ခဲ့တဲ့တန်ယုံများပွဲတော်မှာစစ်ကောင်စီရဲ့မြန်မာတန်ယုံကလည်းပြာကန်းဖွင့်လှစ်ပြသခဲ့ပေမဲ့လည်းဆန္ဒပြခံရတဲ့အတွက်ကြောင့်ပြာကန်းကို ပိတ်ကာထွက်ပြေးခဲ့ရလို့သိရှိရပါတယ်။ ဇွန်လ၈ရက်နေ့ချက်နိုင်ငံပရက်မြို့မှာကျင်းပါတယ်တန်ယုံများပွဲတော်ကိုနိုင်ငံအစုံကတန်ယုံတွေကမိခင်နိုင်ငံရဲ့ယဉ်ကျေးမှုတွေနိုင်ငံအကြောင်းတွေကိုပြကန်းဖွင့်လှစ်ပြတ်တာမိတ်ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီတန်ယုံကမြန်မာနိုင်ငံအကြောင်းကိုပြကန်းဖွင့်လှစ်ခဲ့ပေမဲ့လက်နိုင်ငံကမြမအရေးတက်ကြွလှုပ်ရှားသူ Igor Blazevic နဲ့ တကြွလှုပ်ရှားသူတွေကမြန်မာတန်ရုံရဲ့ပြက်ကန်းရှိမှာမြန်မာစစ်တပ်ရဲ့စစ်ရာဇဝမှုတွေနဲ့ပြည်သူတွေကိုအစုလိုက်ပြုံးတဲ့တပ်ဖြတ်မှုတွေအကြောင်းကိုရှင်းပြထားတဲ့ poster တွေကိုကန်ဆောင်ပြီးဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ကမြန်မာတန်ရုံပြက်ကန်းရှိနေမှုထဲမှာတကြွလှုပ်ရှားသူတွေက6နိုင်ရင်ကြာအောင်ဆန္ဒပြခဲ့ကြတဲ့အတွက်မြန်မာတန်ရုံကရဲကိုအကြောင်းကြားခဲ့ပြီးဆန္ဒပြသူတွေကိုဖိရှားခိုင်းခဲ့လို့လည်းသိရှိရပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေကိုဆက်လက်ဆန္ဒပြခွင့်ပြုခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးမှာစစ်ကောင်စီရဲ့မြန်မာတန်ရုံးပြကန်းဟာပဲ့သိမ်းသွားခဲ့ပြီးထွက်ပြေးသွားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မကွေးတိုင်းမြိုင်မြို့ပေါ်မန္တလေးလမ်းပန်းကစစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရပါအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့မြိုင်မြို့နယ်ပကပတာဝန်ရှိသူတို့ကပြောပြပါဗျ။ဇွန်လ6ရက်နေ့မှာမြိုင်မြို့အရှိဘက်မန္တလေးလမ်းပန်းအထွက်ကအကြမ်းဖက်စစ်တပ်ကိတ်ဟာစစ်သားရဲပြူစောထီတွေပူပေါင်းတပ်ဆွဲထားတဲ့ဂိတ်စခန်းတစ်ခုဖြစ်ပြီးဘန်ကာတွေကိုတုံးတန်အာစီတိုက်ပေါ်မှာအခိုင်အမာခံစစ်ပြုလုပ်ထားတဲ့ဂိတ်စခန်းတစ်ခုလည်းဖြစ်နေပါဗျ။အဲ့ဒီအခိုင်အမာဂိတ်စခန်းကို တော်လိုင်းတပ်ဖွဲ့ဝင်တွေက RPG တွေလက်လက်ကြီးလက်လက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲဟာညနေ3နိုင်ကနေည8နိုင်တိ9နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိစုခွာနိုင်ခဲ့ပေမဲ့လည်းအကြမ်းဖက်စစ်တပ်ဘက်ကတော့ထိခိုက်သေဆုံးမှုရှိပြီးအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့မြိုင်မြို့နယ်ပကဖာတာဝန်ရှိသူတို့ကပြောပြပါရရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ